ပြရှိရှိနေထိုင်နိုင်ဖို့ဆိုတာ positive thinking ဖြစ်ဖို့လိုအပ်တယ်လို့ဆိုပြီးထင်တယ်။အရာတိုင်းကို positive thinking မဟုတ်ဘဲနဲ့ negative ဖြစ်နေမယ်ဆိုရင်ကိုကိုကိုလည်းပူလောင်နဲ့သူများလည်းပူလောင်။အဲ့တော့ positive thinking နဲ့ဖြတ်သန်းနိုင်အောင်တော့ဆိုပြီးကြိုးစားပါမယ်ဟုတ်။တစ်နှစ်တစ်နှစ်လူဆိုတော့လေရက်တန့်သွားတယ်မှမရှိတာ။အသက်ကပြင်ငယ်သွားတယ်ဆိုတာလည်းမရှိဘူး။အသက်ကပိုကြီးလာတာပဲရှိ။ကြီးလာတဲ့အသက်ကင်းကင်းနဲ့နဲ့မျှပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဟိုခံယူချက်ကလေးတွေကပို့ပို့ပြီးတော့ level တိုးလာအောင်ကြိုးစားမှ ကိုရီတာဝန်ပေါ့နော်လက်ခံနဲ့ဆိုပြအမြဲတမ်းဟိုဟိုဘယ်ရမဆိုတဘာဝတရားလို့လဲဆိုပြလက်ခံနဲ့ဟို33နှစ်ပြည့်ဘာဖြစ်လဲ33ပြည့်တယ်ဒါ33နဲ့ညီညာတဲ့အတိညာနဲ့33နဲ့ညီညာတဲ့ရှင်းချက်မှုနဲ့အာဟိုနားလည်ပြီးမှုတွေကဒါတနည်းနည်းပို့ပြီးတော့ပို့တိုးလာမှာပဲလေအဲ့ဟာနဲ့အသက်နဲ့ညီညာတဲ့အရာကိုဆိုပြလို့ဘက်ကဖြည့်ပေးရမှာပေါ့ဟုတ်အနုပညာလောကရဲ့စရောက်တဲ့အချိန်ကစပြီးတော့ ဆိုပြီးမွေးနေ့မွေးနေ့ပွဲမလုပ်ဘူးမလုပ်ဘူးအဲလိုအပ်တဲ့နေရာလေးမှာဆိုပြီးလူပြတ်တယ်နော်ဆိုပြီးကိုယ်တိုင်လည်းအဲ့လိုမွေးနေ့မှာအခုအချိန်စိတ်ကိုပြောတာနော်အဲနောက်နေ့နောက်နေ့တယ်ဆိုပြီးမပြောတော့ဆိုပြီးပြောကြတာစကားအကုန်မပြောချင်ဘူးအခုအချိန်ထိတော့ဆိုပြီးမွေးနေ့မှာအဲ့လိုအလှနဲ့အဲပရိသတ်ကြီးနဲ့အဲ့လိုပျော်ရတာကိုယ်တက်စိတ်တိတ်မပင်ပန်းရတာလေတော့အခုအချိန်မှာတော့ဆိုပြီးနှစ်သက်တယ်